်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာမှာရှိတဲ့ကြားဖြတ်တွေနှိမ့်နှင်းဖို့အမေရိကန်အထူးတပ်ဖွဲ့ဖွဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့မြန်မာနိုင်ငံအတွင်းအခြေပြုစိုက်ပါလိမ်လည်မှုလုပ်ငန်းကြားဖြတ်နှိမ့်နှင်းရေးအထူးတပ်ဖွဲ့ဖြစ်သော Scan Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနကနိုဝင်ဘာ12ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ် အဆိုပါအထူးတပ်ဖွဲ့တွင် အမေရိကန်ရှစ်နေယုံတရားရေးဌာန၏ရာဇဝတ်မှုဌာနကဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဘျူရို FBI နှင့်အမေရိကန်လွှတ်ဝတ်အေဂျင်စီ USSS တို့ပါဝင်ပါသည်ရှင်းလင်းလင်းမှုစင်တာများသည့်အမေရိကန်နိုင်ငံသားများအပေါ်ကြီးမားသောတက်ရောက်မှုကိုသိရှိလာသဖြင့်ရှင်းအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကမြန်မာကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများကိုအဓိကထားပြီးအရှိတောင်အရှာရှိအစိုးရဆုံးလင်းလင်းမှုစင်တာများနှင့်၎င်းတို့၏ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးခြင်း ဖြိုခွင်းခြင်းနဲ့တရားစွဲဆိုခြင်းများကိုအဓိကလှုံ့ဆော်သွားမည်ဖြစ်ပါတယ်။ထို့ပြင် Scan Center Strike for the American ဘဏ္ဍာရေးဝင်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC နိုင်ငံခြားရေးဌာနနှင့်အခြား agency များနှင့်ပူးပေါင်း၍အစိုးရအတွက်ရရှိနိုင်သောနည်းလမ်းအလုံးကိုအသုံးပြု၍လိမ်လည်မှုစင်တာများကိုပိတ်ဆို့ခြင်း၊တင်စီခြင်းနှင့်လူပုဂ္ဂိုလ်များကိုရစဝတ်မှုဖြင့်တရားစွဲဆိုခြင်း၊လိမ်လည်သူများအသုံးမပြုနိုင်ရန်အမေရိကန်အခြေစိုက်အဆောက်အအုံများကိုလုံခြုံအောင်ပြုလုပ်ခြင်းတို့ကိုလည်းလှုံ့ဆော်သွားမည်ဟုဆိုထားပါသည်။ ဆက်လက်၍အများပြည်သူအားအသိပညာပေးခြင်းနှင့်အလိန်ခံရသူများကိုတချို့သောရောကျွေးငွေများပြန်လည်ပေးခြင်းဖြင့်ပံ့ပိုးပေးခြင်းနှင့်ကာကွယ်ခြင်းတို့လှုပ်ဆောင်ရန်စီစဉ်ထားပါသည်။မြန်မာနိုင်ငံရှိရာဇဝတ်ကွန်ရက်များ၏စုစုပေါင်းလေပတ်ငွေသည်အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီရှိနေကလွန်ခဲ့သော၅နှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဘီလီယံနှင့်ချီသောငွေများကိုခိုးယူခဲ့သည်ဟုလည်းထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးမြန်မာစစ်တပ်နှင့်ပူးပေါင်းနေသော DKBA တပ်ဖွဲ့နှင့်ခေါင်းဆောင်၄ဦးဖြစ်သည့်စောစတီစောစိန်ဝင်းစောဆန်းအောင်နှင့်စိုင်းကျော်လာတို့ကိုကြားဖြန့်အွန်လိုင်းငွေလိမ်မှုများအထက်အမေရိကန်က အရေးယူကြံခန့်အမေရိကန်ကကြားဖြန့်တိုက်ဖြတ်ရေးအဖွဲ့ဖွဲ့စည်းလိုက်ပြီးမြန်မာလာအိုနှင့်ကမ္ဘောဒီးယားရှိကြားဖြန့်ခိုင်းများကိုနှိမ်နှင်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်လေသောကြားဖြန်အွန်လိုင်းငွေလိမ်မှုများအတွက် DKBA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးဖြစ်သည့်စောစတီစောစိန်ဝင်းစောစန်းအောင်နှင့်စိုင်းကျော်လာတို့ကိုအမေရိကန်ကအရေးယူတန်ခတ်ပိတ်ဆို့လိုက်ကြောင်းအမေရိကန်အစိုးရဗန်နာယေးဝင်ကြီးဌာနကနိုဝင်ဘာလ12ရက်နေ့တွင်တရားဝင်သတင်းထုတ်ပြန်ပါသည်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားသောစိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုအတွက်မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKPA အပေါ်ပိတ်ဆို့အရေးယူမှုများချမှတ်လိုက်ကြောင်းအမေရိကန်ဤပိတ်ဆို့မှုတွင် DKPA ခေါင်းဆောင်၄ဦးဖြစ်သည့်စိုင်းကျော်လာ၊စောစတီ၊စောစိန်ဝင်းနှင့်စောစန်းအောင်တို့လည်းပါဝင်ကြောင်းသိရပါသည်။ထို့ပြင် DKPA နှင့်ပူးပေါင်းဆောင်ရွက်နေသော Trend Asia International Holding Group, Thailand Company Limited နှင့် Trustar Company Limited တို့ကို၎င်းထိုင်းနိုင်ငံသားချမ်းမှုစဝန်တို့ကိုလည်းအရေးယူခဲ့ကြောင်းသိရှိရပါသည်။ ကြားဖြန့်ဆန္ဒများတွင်လူမောင်ကိုကူးခံရသောဖွင့်နှံများလေလံမှုမှရရှိသောဝင်ဝင်များဖြင့် DKPA က၎င်း၏အနေရရှိသောလှုပ်ရှားမှုများအတွက်ငွေကြေး၆ဖက်၃ဆွဲလျက်ရှိကြောင်းသိရပါသည်။ဗန္နာယီဝင်ကြီးဌာန၏အကြံဖတ်မှုနှင့်ဗန္နာယီထောက်လန်းရေးဆိုင်ရာလက်ထောက်အတွင်ဝင်ဂျွန်ဒီဟာလီကမြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ရစဝိကွန်ရက်တွေဟာအွန်လိုင်းလေလံမှုတွေကတဆင့်အမေရိကန်တွေစီကဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးယူနေကြပါသည်။ ဒီကွန်ရက်တွေဟာလူတွေကိုလည်းမှောင်ခိုကူးနေပြီးမြန်မာနိုင်ငံရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုပိုပြီးမိမောင်းထိုးပေးနေပါတယ်။ဒီစိုက်ဘာရာဇဝတ်ကောင်တွေကိုသူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေနောက်ရောက်ခံလိုက်ဖို့နဲ့အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမျက်ထုံးမှုကနေကာကွယ်ဖို့အတွက်ကျွန်တော်တို့မှရှိတဲ့နှီးလန်းပေါင်းစုံနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ပြောကြားပါတယ်။ ရှင်းပြင် American FBI အပါအဝင်အစိုးရအေဂျင်စီများပါဝင်သောလိင်လယ်မှုစင်တာကြားဖြန့်တိုက်ခိုက်ရေးအဖွဲ့ Scan Center Strike Force ကိုဖွဲ့စည်းကြောင်းကြေညာလိုက်ပြီး American နိုင်ငံသားများအပေါ်လိင်လယ်မှုများကိုတိုက်ဖြတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်ရေးအဖွဲ့ကမြန်မာ၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကိုအတိအကထား၍အဆိုရွာဆုံးသောအရှိတောင်အာရှမှကြားဖြန့်လိမ်လည်မှုစင်တာများနှင့်ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးရန်တရားစွဲဆိုရန်အတွက်အဆိုရအေဂျင်စီများ၊ထောက်လန်းရေးအေဂျင့်များနှင့်အဆိုရရှေ့နေများကို တာဝန်ပေးအပ်လိုက်ကြောင်းသိရပါတယ်။ကြားဖြတ်နိုင်လည်မှုစင်တာတိုက်ခိုက်ရေးအဖွဲ့တွင် American OFAC နိုင်ငံသားရေးဝန်ကြီးဌာနနှင့်အခြား agency များနှင့်ပူးပေါင်း၍အစိုးရတွင်ရှိသောနီလန်းအလုံးကိုအသုံးပြုကာပိတ်ဆို့အရေးယူမှုများပိုင်ဆိုင်မှုသိမ်းဆည်းမှုများနှင့်လူပုဂ္ဂိုလ်များကိုရာဇဝတ်မှုဖြင့်တရားစွဲဆိုခြင်းများဖြင့်လိမ်လည်မှုစင်တာများကိုတိုက်ဖြတ်ရန် အမေရိကန်အခြေခံအဆောက်အုံများကိုကာကွယ်ရန်အများပြည်သူပြည်ညာပေးခြင်းနိနာသူများကိုကာကွယ်ရန်လှုံ့ဆော်သွားမည်ဖြစ်ကြောင်းသိရှိရပါသည် အမေရိကန်က2025ခုနှစ်မေလ5ရက်နေ့စစ်တပ်လက်အောက်ခံ DGF ကောင်းဆောင်စောချစ်သူနှင့်၎င်းဤသားနှစ်ဦးဖြစ်သောစောထူးအေမူနှင့်စောချစ်ချစ်တို့နှင့်အတူအမေရိကန်နိုင်ငံသားများကိုထိခိုက်စေသည့်လူကုန်ကူးမှုနှင့်စိုက်ပါလိမ့်လည်မှုများတွေကူချုံးမွေစရာတွင်ပါဝင်သည့်အတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အစည်း TCO အဖြစ်သတ်မှတ်အရေးယူခဲ့ပါသည် 2025ခုနှစ်စက်တင်ဘာလ10ရက်နေ့တွင်လဲကမ်ဘောဒီးယားနှင့်မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီ12ခုနှင့်လူပုဂ္ဂိုလ်2ဦး BGF ကောင်းဆောင်စောချစ်သူဤလက်အောက်ခံ2ဦးအပါအဝင်ကိုထပ်မံအရေးယူခဲ့ပါသည် အဓိကအားဖြင့်အရှိတောင်အာရှအခြေစိုက် ကြားဖြတ်ရာဇဝတ်ကောင်များကကြီးမားတဲ့စိုက်ပါလိမ့်လည်မှုများဖြင့်အမေရိကန်နိုင်ငံသားများကိုပုံမှုပြစ်မှတ်ထားလာကြကအမေရိကန်အစိုးရ၏ခန့်မှန်းချက်အရ2024ခုနှစ်တွင်အရှိတောင်အာရှအခြေစိုက်လိမ့်လည်မှုများကြောင့်အမေရိကန်နိုင်ငံသားများအနည်းဆုံးဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရပြီးယခုနှစ်ထက်66ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းသိရပါသည်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထား၍ငွေကြေးများခိုးယူခဲ့သည့်စိုက်ပါလိမ်လည်မှုလှုပ်ဆောင်သည့်နေရာမှာ မြန်မာနိုင်ငံကရင်ပြည်နယ်မြဝတီမြို့အတွင်းတွင်တည်ရှိသောထိုင်းချောင်းဘတ်ဖြစ်ပြီးရင်ကြားဖြန့်စင်တာသည် DKBA ထိန်းချုပ်နယ်မြေတွင်တည်ရှိကြောင်းသိရှိရပါသည်။ထိုင်းချောင်းကြားဖြန့်စင်တာကို DKBA မှစိုင်းကျော်လှနှင့် Chan Asia တို့မှစတင်တည်ထောင်ခဲ့ကြောင်း DKBA သည်ထိုင်းချောင်းအဆောက်အုံကိုလုံခြုံရေးပေးကဆက်လက်လေပတ်ခွင့်ပြုယုံသားမကအဆောက်အုံအတွင်ပိတ်မိနေသောလူကုန်ခူးခံရသူများအပေါ်အကြံဖတ်မှုများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ကြောင်းသိရှိရပါသည်။ DGBA စစ်သားများသည့်လက်ထိတ်ခတ်ထားသောလိန်လယ်မှုဝန်ထမ်းများကိုရိုက်နှက်နေသည့်ရုပ်သံများပေါ်ထွက်ခဲ့ပြီးလူကုန်ကူးခံရသူများကိုရက်စစ်လျှော့ရိုက်ခြင်းအမောင်ခန်းတွင်နှိမ့်ပတ်နှိပ်စက်ခြင်းနှင့်အခြားရက်စက်ကြမ်းကြုတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းဤလိန်လယ်မှုလေပတ်မှုများတွင်ပါဝင်သည့်အတွက် DGBA မှရန်ပုံငွေများရရှိကြောင်း DKPA မှာတရုတ်နိုင်ငံမှရာဇဝတ်မှုကျူးလွန်သူများနှင့်ပူးပေါင်းပြီးမူရည်ဈေးဝါလူလက်နက်နှင့်တော်ရိုင်းတိရစ္ဆာန်မှောင်ခိုကူးမှုများငွေကြေးခဝချမှုများတွင်လည်းပါဝင်ပတ်သက်နေကြောင်းသိရှိရပါသည်။အမေရိကန်အစိုးရက Trend Asia Company, True Star Company, DKPA တပ်ဖွဲ့နှင့်စိုင်းကြော်လာတို့ကိုအမေရိကန်၏အမျိုးသားလုံခြုံရေးနိုင်ငံခြားရေးမှူးဝါဒစီးပွားရေးကျန်းမာရေးနှင့်ဗန္နာရေးတည်ငြိမ်မှုကိုချိန်ချောက်သူများအဖြစ်သတ်မှတ်အရေးယူထားကြောင်းရှင်းပြန် DKPA ၏စစ်ဦးစီးချုပ် Society DKBA ဖို့ချုပ်ကြီးစော်စိန်ဝင် DKBA စစ်ဦးစီးအရာရှိချုပ်စော်ဆန်းအောင်တို့ကိုလည်းအမေရိကန်ကပိတ်ဆို့တံခတ်အရေးယူထားကြောင်းသိရပါဗျ။ဆက်လက်ပြီးလူထုစိတ်ဝင်စားတဲ့ရွေးကောက်ပွဲအမှုပညာရှင်တွေနဲ့နှိုးဆော်နေရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုပြည်သူလူထုတွေစိတ်ဝင်စားပြီးဆန္ဒမဲပေးစီဖို့အရေးအမှုပညာအတိုင်းဝိုင်းကနာမည်ကြီးသရုပ်ဆောင်တွေနဲ့အဆိုတော်တွေကိုအသုံးပြုပြီးနှိုးဆော်နေရပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းမှုကိုပြည်သူလူထုနဲ့အတူငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အမှုပညာရှင်တွေကိုဖမ်းဆီးထောင်ချအရေးယူခဲ့တဲ့စစ်ကော်မရှင်ကအခုအခါမှာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြန်လည်အသုံးချလာနေတာပါနိုင်ငံပိုင်ဝါဒဖြန့်ရုပ်သံ channel တွေနဲ့လူမှုကွန်ရက်ပလက်ဖောင်းတွေမှာထုတ်လွှင့်ဖော်ပြချက်အရရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရည်အမှုပညာရှင်တွေကအသိပညာပေးနှိုးဆော်မှုတွေမှာပါဝင်ရိုက်ကူးနေကြရပါတယ်ပြည်သူတွေလွတ်လာတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်လို့ ပြည်သူတရက်လုံးဆန္ဒမဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြဖို့ပြည်သူချစ်တဲ့အမှုပညာရှင်တွေကလည်းပူပေါင်းလှုပ်ဆောင်နေကြတယ်လို့စစ်ကော်မရှင်ကကြေညာဖြန့်ထားပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်ရေးမှူးဦးတိုးစော်လက်ကလာမယ့်ရွေးကောက်ပွဲဟာအမှုပညာရှင်မကလို့ကြားမင်းကြီးစင်ပြီးမဲဆွယ်ပေးရင်တောင်မှလူထုစိတ်ဝင်စားမှုရှိမယ်မထင်ဘူးလို့သတင်းဌာနကပြောပါတယ်။ကျွန်တော်ထင်တယ်အခုလာမယ့်ရွေးကောက်ပွဲကလည်းကြားမင်းကြီးစင်ပြီးတော့မဲဆွယ်ပေးရင်တောင် လူစိတ်ဝင်စားမှုရှိမယ်မထင်ဘူးဗျဒီလောက်ပြည်တွင်းစစ်တွေစီးပွားရေးအရဒုက္ခတွေအကြီးအကျယ်ဖြစ်နေတာလေပြည်လူတို့ရဲ့လက်ရှိအခြေအနေရွေးကောက်ပွဲအပေါ်ကိုအမှုပညာရှင်တွေပဲတုံတုံတနက်ထောက်ပြီးတော့ပဲမဲဆွယ်ခိုင်းခိုင်းကြားမိုးပြီးတော့ပဲမဲဆွယ်ခိုင်းခိုင်းကျွန်တော်ထင်တာတော့ဗဂတိအခြေအနေကတော့လက်ရှိရွေးကောက်ပွဲအပေါ်ပြည်သူလူထုစိတ်ဝင်စားမှုဟာမြမတမိုင်းရဲ့ရွေးကောက်ပွဲတွေအကုန်လုံးမှာအနှိမ်ဆုံးပဲလို့ဆိုပါတယ်ပြည်သူတွေဟာအာဏာသိမ်းမှုကြောင့်စစ်ဘေးဒဏ်တွေတဘာဝဘေးဒဏ်တွေနေရဲဆုံးခွာထွက်ပြေးရတာတွေအသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေ ကုံစည်းနှုံကြီးမြင့်မှုတွေစစ်မှုထမ်းခိုင်းတာတွေစတဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုပါခါးသီးစွာရင်ဆိုင်နေကြရတာပါစစ်ကောမရှင်အနေနဲ့ရွေးကောက်ခံအစိုးရတရက်ဖြစ်ရည်လာမယ့်ဒီဇင်ဘာ28ရက်မှာတရားနှမျိုးနဲ့အတွင်စတင်ကျင်းပမယ့်အပိုင်းလိုက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားတွေရဲ့အသိမှတ်ပြုမှုရှားရင်းနှီးမျိုးစုံကြိုးပမ်းလာနေတာဖြစ်ပါတယ်။ အာနာသိမ့်မှုအောက်မှာဖိနှိပ်ကန့်သက်ထားတဲ့ဥပဒေပေါင်းတွေအတွင်ရှင်းတန်းနေကြရတဲ့ပြည်သူအများစုဟာစစ်ကော်မရှင်ကျင်းပပြီးမဲ့ရွေးကောက်ပွဲကိုအယုံအကြည်မရှိသလိုစိတ်မဝင်စားကြဘူးလို့ပြောဆိုနေကြတာပါဒီအပေါ်စစ်ကော်မရှင်ကပွဲဥထွက်အဖြစ်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲအသိပညာပေးဇလံကိုတရုတ်ဆောင်နေတူအပါဝင်အမှုပညာရှင်တချို့နဲ့ရိုက်ကူးထုတ်လွှင့်ခဲ့ပေမဲ့အရာမတင်ခဲ့ပါဘူးဒါပြင်အဲ့ဒီဇလံမှာပါဝင်တရုတ်ဆောင်ခဲ့ကြသူတွေကိုပါ ပြည်သူလူထုကလူမှုပြည်တံတွေပေးပြီးသပိတ်မှောက်ခဲ့ကြသလိုတော်လည်ရေးအဖွဲ့အစည်းတချို့ကလည်းအရေးယူမယ်လို့အတိပေးထုတ်ပြန်ခဲ့တာပါဒီအချိန်ဒီမှာစစ်ကော်မရှင်ကအာဏာသိမ်းမှုအစောပိုင်းကာလမှာဆန္ဒပြခဲ့ကြဘူးတဲ့နမကြီးပညာရှင်တွေအများအပြားကိုခေါ်ယူကရွှေကောက်ပွဲဆိုင်ရာစီယုံနှိုးဆော်မှုတွေမှာမဖြစ်မနေပါဝင်ဖို့လှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီထဲမှာအာနာသိမ့်မှုကိုစန့်ကျင်လို့ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာတဲ့ PTU နဲ့အိန္ဒါကျော်စင်အပါအဝင်အကယ်ဒမီတွေရရှိထားကြတဲ့တရုတ်ဆောင်တွေနဲ့အစိုးရတွေဆယ်နဲ့ချီပါဝင်ရိုက်ကူးခဲ့ကြပါတယ်။ ဒီအပေါ်ပြည်တွင်းပြည်ပါရှိစစ်အာဏာရှင်စနစ်ကိုနှီးမျိုးစုံဆန့်ကျင်တော်လှန်နေကြတဲ့မြန်မာပြည်သူတွေအကြောင်း Facebook လူမှုကွန်ရက်တွေမှာအမျိုးမျိုးသောဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။ပြည်သူတို့ကတော့စစ်ကော်မရှင်ရဲ့ PR ပေးမှုအောက်မှာအမှုပညာရှင်တွေရဲ့ဝါဒဖြန့်ခိုင်းစေခံရမှုနဲ့မဲပေးသူတွေရှိကောင်းရှိလာနိုင်ပေမယ့်စစ်မှန်တဲ့ဆန္ဒမဲတော့ရမှာမဟုတ်ဘူးလို့တရင်ဌာနကပြောပါတယ်။တရုတ်ဆောင်တွေရဲ့ဝါဒဖြန့်မှုနဲ့ဆန္ဒမဲပေးရတဲ့ဟာကြတော့ကျမထင်နေတိရောက်မှုတော့မရှိနိုင်ဘူးတေကြတာတခုကဖီအားကြောင့်တချို့ကသူတို့ပြိတ္တတော်မဟုတ်ဘူး ါပေမဲ့အတူရောင်ရွေးကောက်ပွဲကကိုစီထွက်လန်းမရှိပဲတခြားရှောင်းနိုင်တဲ့အခြေအနေမရှိတဲ့အခါကျတော့ထဲလိုက်ရတဲ့အခြေအနေတော့ရှိမယ်။ဆိုတော့အတူရောင်ရွေးကောက်ပွဲကအတူရောင်ပဲရှိမှာပေါ့။တကယ်စစ်မှန်တဲ့ပြည်သူတွေရဲ့မဲတော့ရမှာမဟုတ်ဘူး။အခြေအနေအကြောင်းမျိုးမျိုးကြောင့်အတူရောင်မဲတွေပဲဖြစ်မှာပေါ့လို့ဆိုပါတယ်။စစ်ကော်မရှင်ကတော့ဒီမိုကရေစီပြန်လည်ရှင်သန်ရေးဆိုပြီးရွေးကောက်ပွဲတရက်ကျင်းပကပေါ်ပေါက်လာတဲ့အစိုးရလက်ထက်အာဏာလွှဲပြောင်းပေးသွားမယ်လို့အာဏာသိမ်းချိန်ကနေဒီကနေ့အထိကြွေးကြော်နေတာပါ။ အဲ့ဒီရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းနဲ့မဲပေးမှမဟုတ်ဘူးလို့ဖြေဆိုသူ66ရာခိုင်နှုန်းရှိနေတယ်လို့ပြည်သူ့လှုပ်ရှားမှုဖက်လက်ပေါင်းရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေကောက်ယူခဲ့တဲ့စစ်တမ်းတွေးရှိချက်မှာဖော်ပြထားပါတယ်